မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာယေရှုဘုရားဖြင့်ကျွန်တော်နဲ့တူလောကဘတော်ဆင်ခြင်ဖို့ပြတ်ခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝတ္ထုခန်းကြီး39အပိုင်းငယ်24ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်တို့ဖြစ်၍လူတို့သည်ကြောက်ရွံ့စရာအကြောင်းရှိကြ၏ ဉာဏ်ကောင်းသောသူတစုံတယောက်မျှဘုရားသခင်ကိုမဖူးမကြည့်နိုင်ဟုမွတ်ဆို၏ဒီနေရာမှာပြောထားတဲ့စကားကအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အမှတ်သားစရာကောင်းတဲ့စကားဖြစ်ပါတယ်ကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်လူတို့ဟာဘုရားသခင်ကိုကြောက်ရွံ့စရာအကြောင်းရှိပါတယ်ဉာဏ်ကောင်းသောသူတယောက်မျှဘုရားသခင်ကိုမဖူးမကြည့်နိုင်ဘူးလို့မွတ်ဆိုပါတယ်။သဘောကတော့ ဉာဏ်ကောင်းတိုင်းဘုရားသခင်ကိုဖူးတွေ့ရမှာမဟုတ်ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။လောကမှာအသက်ရှင်တဲ့အခါမှာဉာဏ်ကောင်းတဲ့သူအမျိုးမျိုးရှိပါလိမ့်မယ်။တချို့တွေကလည်းဉာဏ်နှိမ့်ပါတယ်။နားမလည်နိုင်တော့အောင်ရှင်းပြလို့မရနိုင်တော့အောင်ဉာဏ်မကောင်းကြပါဘူး။တချို့တွေကတော့ဉာဏ်ကောင်းလွန်းလို့အရေးပြအကောင့်ထင်တဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့ဘုရားသခင်ကိုရှာတဲ့အခါမှာပဲဖြစ်ဖြစ် ဘုရားသခင်အထံတော်ကိုလာတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဉာဏ်ကောင်းခြင်းကအသုံးမဝင်ပါဘူးဘုရားသခင်က ကျွန်တော်ရဲ့ဉာဏ်ကောင်းခြင်းတဲ့ကျွန်တော်ရဲ့နှလုံးသားကောင်းခြင်းကိုသာ ကြည့်တဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မလို့နှလုံးနဲ့ကြောက်ကက်ကိုချိန်တော်မူသောဘုရားသခင်လို့ကျမ်းစာမှာပြောပါတယ်နှလုံးနဲ့ကြောက်ကက်ကိုချိန်တဲ့ဘုရားသခင်က ကျွန်တော်ရဲ့အုံတော်ကိုကြည်နေမှာမဟုတ်ပါဘူးဒါကြောင့်မလို့နှလုံးသားကိုပဲဘုရားသခင်ကချိန်တွယ်နေတယ်ဆိုတာကိုသိပြီးတော့မှ ကျွန်တော်ရဲ့နှလုံးသားမှန်ဖို့လိုပါတယ်ကျွန်တော်နှလုံးသားဘုရားသခင်ရှေ့မှာနှစ်သက်ဖွယ်ဖြစ်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ကိုစိတ်နှလုံးအကျွင့်မဲ့ရှာရင်တွေ့နိုင်ပါတယ်တိုးတော်လဲညံနဲ့ရှာရင်တော့တွေ့ဖို့ခက်ပါတယ်စိတ်နှလုံးနဲ့ပါကြောင့်ရှာရလဲလို့မေးရင်ဘုရားသခင်ကိုယုံကြည်တယ်ဆိုတာကညံကဖြစ်တာမဟုတ်ဘဲနဲ့နှလုံးသားကဖြစ်တာဖြစ်ပါတယ်ယုံကြည်မှုဟာနှလုံးသားကဖြစ်တယ်လို့ကိုးစားမှုဟာလည်း နှလုံးသားကပဲဖြစ်ပါတယ်ကြီးညိုတယ်လို့လေးစားတယ်လို့เนาะအထင်ကြီးတယ်လို့မှစပြီးတော့မှ စိတ်ကဖြစ်တဲ့အရာတွေဟာဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာအရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့လူလူချင်းဆက်ဆံတဲ့အခါမှာတော့မှစိတ်ကနေဖြစ်ပေါ်လာတဲ့အရာတွေကသူတစ်ပါးတွေကိုအများကြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်ကျွန်တော်တို့လည်းလူတွေနဲ့ဆက်ဆံတဲ့အခါမှာဘလောက်ပဲပတ်စံရှိရှိ ဘလောက်ပဲရုပ်ချောချောစိတ်ထားမကောင်းရင်အလကားပဲစိတ်နှလုံးသဘောကောင်းမှကျွန်တော်တို့ကပေါင်းတင်ကျင်ကြတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ဒါကြောင့်လူလူချင်းပေါင်းတင်ဆက်ဆံတဲ့အခါမှာစိတ်နှလုံးအရေးကြီးတယ်စိတ်ထားတွေအရေးကြီးတယ်လို့ဘုရားသခင်နဲ့ဆက်ဆံထိတွေ့တဲ့အခါမှာလည်းပဲကျွန်တော်ရဲ့စိတ်ထားတွေကအင်မတန်အရေးကြီးတယ်ဆိုတာသိဖို့လိုပါတယ်။ဉာဏ်ကောင်းတိုင်းစိတ်ကောင်းတာမဟုတ်ပါဘူး။စိတ်ကောင်းတဲ့သူတိုင်းကတော့ဉာဏ်ကောင်းခြင်းမှလည်းကောင်းပါလိမ့်မယ်။ သို့တော်လည်းပဲညံကောင်းလို့ဘုရားသခင်ကိုဖူးတွေ့ရတာမဟုတ်ဘူးစိတ်နှလုံးသားကောင်းလို့သာဘုရားသခင်ကိုဖူးတွေ့နိုင်တာဖြစ်ပါတယ်ချစ်တော်မိမာညီကိုမောင်တို့မှာတို့ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်နဲ့ထိတွေ့ခြင်းနဲ့ဆိုရင်တော့ဘုရားသခင်ကိုဖူးမြော်ခြင်းနဲ့ဆိုရင်တော့ညံကောင်းနေစရာမလိုဘူးစိတ်နှလုံးကိုသာ ကောင်းအောင်ပြုပြင်ဖို့လိုပါတယ်ဒါကြောင့်ချစ်တော်မိမာညီကိုမောင်တို့မှာတို့စိတ်နှလုံးကိုဘုရားသခင်နှစ်သက်ဖွယ်ဖြစ်အောင်ပြုပြင်လေ့ အထံတော်ကိုတိုးဝင်ကြရအောင်ကြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့စိတ်ထားတွေကိုပြုပြင်ဖို့လိုကြောင်းသိရှိရပါတယ်ကိုရောအလိုအတိုင်းဖြစ်စေဖို့ကျွန်တော်ရဲ့နှလုံးသားတွေကိုပုံသွင်းပြုပြင်တော်မူပါစိတ်နှလုံးသဘောအသစ်ကိုသွင်းပေးပါကြောက်နှလုံးကိုဖယ်၍အသားနှလုံးကိုပေးတော်မူပါကျေးဇူးတင်တဲ့နာမတော်ပုံချီးပါစေတဏိတာလုံးကိုလက်ဝဲအံ့နာပါတယ်ကိုရောကောင်းချီးပေးပါ ကိုရောရဲ့ကြွယ်ကာမှုနဲ့အသက်ရှင်နိုင်ဖို့မဆာတော့မှုပါနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောဆက်လက်ပြီးမဆာဂျေစုပြုပါမိအကြောင်းတပါးရတော်သားတော်သခင်ရှုခရစ်တော်၏နာမ၌တဏိတာကိုဆက်ကအနန္တဆုတောင်းပါ၏အာမင်